ကျောင်းသောကျောင်းတော်တွေကပင်ကိုညာလည်းမရှိထို့တွင်ညာလည်းနှစ်ထိအပေါင်းတို့လည်းမတော်အမြောက်သားလည်းမတက်အဲ့လိုနဲ့ပဲတင်းချကိုအလွတ်ကျက်ဖြေကြအောင်လာကြအဲ့လိုအောင်လာတဲ့ကလေးတယောက်ကဒီအနာဂတ်ကာလမှာဘယ်တော့မှတင်းချမတော်နိုင်ပါဘူးဒုတိယတစ်ခုကတင်းချပြတတ်တဲ့ဆရာမှာမူတည်ပါတင်းချပြတတ်တဲ့ဆရာအဲ့ကလေးကိုနားလက်သဘောပေါက်အောင်မတင်းချပေးနိုင်ဒီကလေးကတင်းချပညာမတတ်ပါဘူးတင်းချဆိုတာ မ6လုံးဆောင်ထားရမယ်။မှန်မှန်တွေ့ရမယ်။မြန်မြန်တွေ့ရမယ်။များများတွေ့ရမယ်။အဲ့မ6လုံးမရဘူးဆိုတင်ချပါရမတော်နိုင်ဘူး။ဒါကြောင့်မလို့အလွယ်တကူပြောရင်တင်ချာပြတာတဲ့ဆရာလမ်းပြလို့ပဲ။ဘယ်ဟာမဆိုဆရာမပြနီးလမ်းမကြပါဘူး။စဉ်းစားတွေးခေါ်ညာနေပါမယ်ဆိုလို့ရှိရင်တန်းကြီးရဲ့စီးပွားရေးလူမှုရေးကျမကြီးတွေအားလုံးထိခိုက်နေပါတယ်။ဒါတင်ချာ ဒီကိန်းကနအဖြစ်သိရှိတော်လည်းပဲအားလုံးကိုနှောက်မှုထားပါ ဟာရော့ဒီမှာ MS smell remover နန်းစိုးများကိုဖယ်ရှားဖို့အဲမန်းကိုသာဆောင်းထားစို့ဂရိတ်တွင်တက္ကသိုလ်ဝင်တဲ့ဖြစ်မှုကြောင့်သားတယောက်ရဲ့အခြေခံကတော့ဂရိတ်တင်းပါအဲ့ဂရိတ်တင်းကအင်္ဂလိပ်လိုစတင်ရပါတယ်အဲ့မှာအခြေခံအဖြစ်သင်ခန်းစာတွေတစ်ခုမကျန်တက်မြောက်ဖို့လိုပါတယ် grade 11ရောက်တဲ့အခါကျတော့ဒီ differentiate တို့ integrate တို့ဒီအခန်းတွေကိုဒီကိုယ်တွေမကျွမ်းကျင်လို့ရှိရင် grade 12အစာကိုတင်လို့မရပါဘူး။ဒါကြောင့်မလို့တင်ကြားပြတတ်တဲ့ဆရာဆရာမတွေဟာဒီ grade 10နဲ့ grade 12တွေမှာဖီကိုတို့ calculus ကိုတရားသင်ပေးနိုင်မှတရားဘာသာမှာအမှတ်ကောင်းနိုင်မှာဖြစ်ပါတယ်။အကျောင်းသူကျောင်းသားတွေပါ။ကျောင်းသူကျောင်းသားတွေကပင်ကိုဉာဏ်လည်းမရှိဘူး။ထို့တွင်ဉာဏ်လည်းနှစ်ထည့် အပေါင်းတို့လည်းမတော်အမြောက်သားလည်းမတက်အဲ့လိုနဲ့ပဲတင်းချကိုအလွတ်ကျက်ဖြေကြအောင်လာကြအဲ့လိုအောင်လာတဲ့ကလေးတယောက်ကဒီအနာဂတ်ကာလမှာဘယ်တော့မှတင်းချမတော်နိုင်ပါဘူးဒုတိယတစ်ခုကတင်းချပြတတ်တဲ့ဆရာမှာမူတည်ပါတင်းချပြတတ်တဲ့ဆရာအဲ့ကလေးကိုနားလက်သဘောပေါက်အောင်မတင်းချပေးနိုင်ဒီကလေးကတင်းချပညာမတတ်ပါဘူးတင်းချဆိုတာမ6လုံးဆောင်ထားရမယ် မှန်မှန်တွေ့ရမယ်မြန်မြန်တွေ့ရမယ်များများတွေ့ရမယ်အဲ့မားချောင်းလုံးမရဘူးဆိုတင်ချပါတာမတော်နိုင်ဘူးဒါကြောင့်မလို့အလွယ်တကူပြောရင်တင်ချာပြတာတဲ့ဆရာလမ်းပြလို့ပါဘယ်ဟာမဆိုဆရာမပြနီးလမ်းမကြပါဘူးအူမာရေကူးတဲ့ပညာကာမောင်းတဲ့ပညာတယောက်သင်ပေးမှကာမောင်းတတ်တယ်လို့တင်ချာလဲတယောက်ကလမ်းညွန်ပေးမှတင်ချာတော်မဲလို့ ဆရာခန့်ယူပါကောင်းကင်တမို့ကျေကိုဆွတ်နိုင်တာလေတင်ချပါတာပါပဲအဲ့စကားပဲပြောကြမှာတင်ချအရေးပါမပါဘူးနမူနာပုံကူကြီးနေတယ်ပဲပြောပါမြန်မာပြည်ရဲ့အချမ်းသာဆုံးပုံကူဥဇော်ဆုံးဆိုရင်တင်ချနဲ့ဖွဲ့ရတာအတင်ချနဲ့တင်ချเจ้าကိုတက်ခဲ့တာပါဒုတိယစီဘီဘာဥက္ကဋ္ဌဥက္ကမောင်ရေလေတင်ချနဲ့ဖွဲ့ရပါတယ်ဒါကြောင့်မလို့တင်ချအရေးပါတာမပါတာဟုတ် မပြောလို့ပါဘူးအဲ့ပုဂ္ဂိုလ်နှစ်ယောက်ပဲကြည့်ပါတင်းချာအတွက်ချက်ပဲပေါ့အတွက်ချက်ဆိုကဏ္ဍတင်မှာဟုတ်ဘူးเนาะအเจ้าညာအလုံးကိုချုပ်ပြောမယ်ဆိုရင်စဉ်းစားတွေးခွန်ညာနေပါမယ်ဆိုလို့ရှိရင်တန်းကြီးရဲ့စီးပွားရေးလူမှုရေးကျမ်းမာရေးတွေအလုံးထိခိုက်နေပါဒါတင်းချာဒီကိန်းကဏ္ဍအဖြစ်သိရှိတော်လဲပဲအလုံးကိုလှောင်မှုထားပါ